Universe Dan မှာမကျေနပ်နိုင်သေးပေမယ့်လာမယ့်နှစ်တွေမှာလည်းထပ်ပြိုင်အောင်မလို့ပြောလာတဲ့အလှမဲ့ခင်ရတနာဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Famous Selling News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ Miss Universe တင်ပါလို့အပြီးမှာအကောင်းဆုံးရလဒ်တွေအသီးသီးထွက်ရှိလွတ်လာခဲ့ပါပြီ။ရလဒ်တွေကပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကြမယ်လို့လည်းမျှော်လင့်နေကြတာပါ မြန်မာနိုင်ငံရဲ့ဂုံကိုစောင်းပေးနိုင်မဲ့2025 Miss Universe မြန်မာကိုလာရောက်ဝင်ပြန်ခဲ့သူ Miss တွေထဲမှာအဆိုတော်ခင်ရနာဆိုးလည်းအပါအဝင်ဖြစ်နေပါတယ်။အလမဲ့ခင်ရနာဆိုးဟာဒီနှစ်အတွင်းဝေဖန်မှုအများဆုံးခံရတဲ့အလမဲ့တဦးဖြစ်ခဲ့ရပါသူမကိုပရိသတ်တွေကအလမဲ့လာပြိုင်တော့အလမဲ့ရုံလဲမထွက်ဘဲတောဆန်နေရာကြောင့်လူတော်မတိုးတဲ့အတွက်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ အစောတော့လုံလိုက်ဆိုင်းမင်းသမီးလုံလိုက်နဲ့အခုလည်းအလားမဲဖြစ်လိုက်နေလိုင်းကြောင်လွန်နိုင်တယ်လို့ပြောခဲ့ကြတာပါခေရနာဆိုးဟာအတန်ပါဝါအကောင်းကောင်းတဲ့သချင်းတွေကိုပိုင်နိုင်စွာနဲ့တီးဆိုနိုင်ပါတယ်ဒါကြောင့်လည်းမြမအေဒေါ်နဲ့ The Voice တို့မှာပါဝင်ရှင်ပြိုင်ခဲ့ပူပါတယ်ခေရနာဆိုးကိုလူသိများတာကတော့ The Voice မြန်မာမှာလာရောက်ရှင်ပြိုင်ခဲ့စဉ်အချိန်တုန်းကလို့ဆိုလို့ရပါတယ် နောက်ပြီးတော့ခင်ရတနာစိုးဟာအစိုးတင်မကသေးပဲအလှဇက်အဖွဲ့ဒီမှာစိုင်းမင်းသမီးတယောက်ဆိုရင်လည်းမမားပါဘူးခင်ရတနာစိုးဟာဘကိုးတိုင်းတိုက်ဦးမျိုးနယ်ကဖြစ်တာကြောင့်အလှပွဲဒီမှာစိုင်းဝမ်အကြီးကြီးတွေကိုငားပြီဆိုရင်စိုင်းမင်းသမီးအနေနဲ့ပါဝင်ဆင်နွှဲလို့ရှိပါတယ်ပုံမှန်ဆိုရင်တိုက်ဦးလိုနယ်တွေမှာအလှပွဲတွေကျင်းပကြတာများတာကြောင့်တညဆိုရင်တော့ခင်ရတနာစိုးရဲ့စိုင်းအဖွဲ့အနေနဲ့သိန်း၄၀လောက်ကအသာလေးရနေရပါဘူး ပြောရမယ်ဆိုရင် ခေရဏဆိုးဟာအလှမဲ့လောကတွေကိုသာမျက်စိနဲ့လမ်းမပြီးတော့ရောက်လာတယ်။ကိုလုံးကိုပေါကလည်းမလာတဲ့အပြင်ခရဝါလျှောက်တာကလည်းယင်ကြီးကိုအရန်ကော့လုံးကကော့တက်နေရကြောင်းလူတွေရဲ့မျက်လုံးထဲမှာတော့တော်တော်လေးကိုကန့်လန့်ဖြစ်နေခဲ့ရပါ။အ အခုတက္ကမှာတော့အကျင်းပပြည်စည်းသွားခဲ့ပြီဖြစ်တဲ့ Messenger Bus မြန်မာပွဲကြီးမှာတော့ခေရနာဆိုးဟာ top 10အဆင့်လောက်နဲ့သာကျင်းနေပြီးတော့ကြံနေခဲ့ရပါတယ်။တချို့ကတော့သူဒီလိုမျိုးဖြစ်ရတာကမဖြစ်နိုင်တာတွေကိုအတင်းဇွတ်လို့ယူနေပြီးတော့ attention ရှာလို့နာအခုတော့အဆက်တွေ꿰ရပါပြီလို့တောင်းဝေဖန်နေကြပါတယ်။တချို့ကလည်းခေရနာဆိုးရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ပုံစံလေးကိုသဘောကျကြတာကြောင့်အားပေးစေဖြစ်တယ်လို့ဆိုပါတယ်။ ။ခေရနာဆိုးကလည်းသူ့ကိုမစ်စယုံမထွက်ပဲလာပြိုင်နေရဲ့လို့ပြောတာကိုတိတ်ပြီးတော့ကျေနပ်ခြင်းပုံမရပါဘူး။အင်တာဗျူးတစ်ခုမှာဖြေဆိုထားတာကတော့မစ်စယုံမထွက်ဘူးလို့ပြောနေတဲ့သူတွေကို"သမကသာမစ်စယုံမထွက်နေခဲ့ရင်အခုချိန် unplace ဖြစ်နေမှာမယုံရင်ရှင်တို့ဝင်ပြိုင်ကြည့်လိုက်ပါလား။သူ့လိုတောင်ထော်ထမ်းဝင်မလားလို့မေးခွန်းထုတ်ခဲ့ပါတယ်။ သူမအနေနဲ့ဒီလိုမျိုးနေရာတစ်ခုရတာနောင်တမရကြောင်းသူမရဲ့အိမ်မက်ကိုရိုင်းကမဲစနေပါဆင်းမြင်းထက်မှာရှောက်လန်းနေတာလို့ပြောပါရယ်အခုချိန်မှာတော့သူမအနေနဲ့ဝေဖန်ခံရတာတွေများသွားပြီဆိုတော့အနားယူပြီးတော့ပတ်စံတွေရှာကသူမလိုအပ်နေတဲ့အရာတွေကိုပြန်လည်ပြင်ဆင်အောင်မယ်နောက်ပြီးတော့အင်္ဂလိပ်စကားပြောကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောနိုင်အောင်ကြိုးစားမှာပါလို့ဆိုပါရယ် ကရနာဆိုကတော့လုံးဝလက်မလျှော့ပဲ2029ခုနှစ်မှာသူမရဲ့ခမ်းဘက်ကိုမြင်ရဖို့အတွက်ရာဂိုင်နှုန်းအရန်များတယ်လို့ပြောခဲ့ပါတယ်။တပတ်မှလည်းကရနာဆိုရဲ့မိခင်ဖြစ်သူသူသမီးကိုနောက်နှစ်တွေမှာထပ်ပြီးတော့မပြိုင်ခိုင်းတော့ဘူးလို့ဆိုထားတာပါ။ဝေဖန်မှုတွေခံနေရတဲ့အတွက်မိခင်တယောက်အနေနဲ့စိတ်ရောလူရောပင်ပန်းနေ။အနီတို့ကရိုးရိုးကြီးဆိုတော့သူစင်ပေါ်မှာလုံနိုင်တာတွေ့ရတော့အရန်လဲကုန်ယူမိတယ်။စိတ်ထမကြပဲပြန်ပွဲကိုဆုံးအောင်ပြန်ပေးနိုင်တာလဲဝမ်းသာရတယ်လို့ဆိုပါတယ်။ အစောနေ့ကြေပေးခဲ့ကြတဲ့ပရိသတ်တွေနေနဲ့အခုပြိုင်ပွဲမှာမကြေနပ်လို့2029ခုမှာပြန်လည်လာပြိုင်မယ်အလှမယ်ခေရနာဆိုးကို အားပေးကြအောင်မလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်